ဒီနေ့ပထမဆုံးတင်ဆက်ပေးမယ့်အကစားသတင်းတစ်ပုဒ်ကတော့ Terror ဆက်စနာအသင်း MNL ထဲသီးကလပ်အသင်းတွေကိုအနိုင်ရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ Terror ဆက်စနာအသင်းဟာပြီးခဲ့တဲ့2012ကမှမြန်မာနိုင်ငံကိုခြေစမ်းပွဲတွေလာရောက်ကစားခဲ့တာဖြစ်ပြီးယခုနှစ်ခြေစမ်းပွဲမှာလည်း MNL ထဲသီးကလပ်အသင်းတွေဖြစ်တဲ့ရတနာဘုံ၊ရန်ကုန်နဲ့ AOD United တို့ကိုအနိုင်ကစားခဲ့တာပဲဖြစ်ပါတယ်။ Terror ဆက်စနာအသင်းရဲ့နီးပြားချုပ်ဖြစ်သူ Belgian လူမျိုး Stephen Dimo က ဒီခြေဆန်းပွဲမှာအသင်းရဲ့ကစားကွက်နဲ့ကစားသမားတွေရဲ့ခြေဆွမ်းကိုစမ်းသပ်နိုင်ခဲ့လို့များစွာအကျိုးရှိကြောင်းမြန်မာအသင်းတွေရှုံးနိမ့်ခဲ့ပေမဲ့သူတို့ရဲ့ကစားကွက်တွေဟာအဆင့်မြင့်ပြီးမြန်မာကစားသမားတွေအနေနဲ့ပြည်ပကလပ်များကိုတွားရောက်ကစားသင့်တယ်လို့မိမိအနေနဲ့ထင်မြင်ကြောင်းလက်ရွေးစင်အသင်းအောင်မြင်ရန်အတွက်ကစားသမားတွေရဲ့အတွေ့အကြုံက လွန်စွာအရေးကြီးကြောင်းစတီဖင်ဒီမိုကပြောကြားခဲ့ပါတယ်။စတီဖင်ဒီမိုဟာ2012ခုနှစ်ကမှတယ်ရိုဆက်စနာအသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးသူဟာဘယ်ဂျီယံလက်ရွေးစင်အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်က2006ခုနှစ်မှ2008ခုနှစ်အထိဘယ်ဂျီယံလက်ရွေးစင်အသင်းကိုလက်ထောက်နေပြအဖြစ်ကိုင်ရွယ်ခဲ့တယ်လို့သိရပါတယ်။